ဒီ12လပိုင်းမှာကြာလာရင်းသားပဲကန်ကောင်းနေလားကန်ဆိုးနေလားနှခွန်းနဲ့မေးရင်ကောင်းအားက60လောက်ရှိနေပါတယ်တတိထားရမှာ40လောက်ရှိပါတယ်ဘာတွေကဒီလောက်တော့ကောင်းနေတာလဲ40ကဘာတိထားရမလဲဆိုတော့ကိုအသေးစိတ်လေးကျွန်တော်ဖပြပေးမှာဖြစ်ပါတယ်ငွေကြေးအောက်စာပစ္စည်းနဲ့ပတ်သက်တဲ့ကန်ကအရင်ကောင်းနေပါတယ်ကြာလာတဲ့နေ့အရာပြောရမယ်ဆိုရင်ငွေကြေးနဲ့ပတ်သက်ပြီးတော့လူတယောက်ကနော်ငွေတွေသူ့ရဲ့အရှိမအများကြီးရှိနေတယ် ဒီငွေကိုသူကညှိုးငယ်တော့မျက်နှာနဲ့ကြည့်ပြီးတော့သူကအလုံးလုံးနေတဲ့ဟန်ဖြစ်တယ်ပေါ့နော်ဒီနမိတ်ကိုကြည့်ချင်းအားဖြင့်ဂျာပရီသားမိတွေဒီစန္ဒလပိုင်းမှာငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကံကကိုစူးစမ်းရင်စူးစမ်းလောင်းတော့ငွေကြေးတွေဝင်လာမယ်ဆိုတဲ့ကံထဲမှာရှိပါတယ်အရန်ကောင်းပါတယ်ဒီလိုဒီထားရမှာကငွေကြေးနဲ့ပတ်သက်ပြီးတော့နော် မိသားစုရေးကြောင့်ငွေတွေကုန်ကြများလာပြီးကြုံတွေ့နိုင်ပါတယ်။ဒါကြောင့်ငွေကြေးအောက်စာပစ္စည်းနဲ့ပတ်သက်မယ်ဆိုရင်ကိုစူးစမ်းရင်စူးစမ်းလောက်ငွေတွေဝင်လာနိုင်တယ်။နောက်တစ်ချက်ကမိသားစုရေးနဲ့ပတ်သက်ပြီးငွေတွေကုန်ကြများသက်ပါတယ်။တစ်ခုကောင်းနေတာကငွေကြေးအောက်စာပစ္စည်းနဲ့ပတ်သက်ပြီးတော့ပြန်မရောက်တဲ့ငွေကြေးအောက်စာပစ္စည်းတွေပြန်မရောက်တဲ့ငွေကြေးတွေကပြန်လည်ရရှိတာမျိုးတွေကြုံတွေ့နိုင်ပါတယ်။၆ခဲရေပုံမဲ့ကာလတွေမှာရှိနေပါတယ်။အောက်စာပစ္စည်းငွေကြေးနဲ့ပတ်သက်မယ်ဆိုရင်တော့ဆက်လာပိုင်းမှာဒီလိုသဘောတရားတွေရှိနေပါတယ်။ နောက်တစ်ချက်ကောင်းနေတာကတငယ်ချင်းကံမိတ်ဆွေကံကောင်းပါတယ်။တငယ်ချင်းမိတ်ဆွေကူညီထောက်ပံ့ကောင်းနေရှိပါတယ်။ကိုအခက်ခဲတဲ့အကျက်တဲတွေဖြစ်နေတဲ့ဆိုရင်အယမ်းခင်ရတဲ့မိတ်ဆွေအယမ်းချရတဲ့မိတ်ဆွေတငယ်ချင်းတို့တန်တင်ဆွေးနွေးပါ။တို့စီကအကြံဉာဏ်ကောင်းတွေရရှိတာမျိုးတို့စီကနော်အလောက်ကိုင်းခွလန်းကောင်းတွေရရှိတာမျိုးတွေလည်းကြုံတွေ့နိုင်ပါတယ်။ဒါကြောင့်မိတ်ဆွေကံတငယ်ချင်းကံနဲ့ပတ်သက်မိတ်ဆွေအယမ်းအားကောင်းနေတဲ့အယမ်းစင်ပြေတဲ့ကာလတွေမှာရှိပါတယ်။ ဒီလဟဲမှာကိုယ့်ရဲ့တငယ်ချင်းတွေမိတ်ဆွေကငွေတွေချီလာတဲ့ငှားရတာရှိတယ်သူကပြန်မပေးတော့ထင်တယ်ဆိုရင်တေချာပေါင်းကိုယ်ပြန်ပေးချင်တဲ့စိတ်တွေပေါ်ပေါက်ပြီးတော့ပြန်လည်ရရှိတာမျိုးတွေလည်းကြုံတွေ့နိုင်ပါတယ်ဒီတစ်ချက်တော့အရန်ကောင်းပါတယ်မိသားစုရေးနဲ့ပတ်သက်မယ်ဆိုရင်တော့အရန်ကောင်းပါတယ်ခင်ဗျာကိုယ့်ရဲ့မိသားစုထဲမှာနားလည်မှုလဲနေတာတွေမိသားစုအဆင်မပြေတာတွေမိသားစုကြောင့်တောကများနေတာတွေကိုယ့်ပေါ်မှာအထင်မြင်မှားနေတာရှိတယ်ဆိုရင် ဒီဆန္ဒလာပိုင်းမှာကြာရဲသားရင်းများကိုပြန်လည်နားလည်မှုရပြီးတော့အဆင်ပြေသွားမှာဖြစ်ပါတယ်။ကိုရဲ့မိသားစုဝင်ထဲမှာကလည်းအဆက်တွေပြတ်နေတယ်အဆက်တွေမရဘူးเนาะရှိရဆိုရင်တေချာပေါင်းပြန်လည်ဆက်တွေရတာမျိုးတွေလည်းကြုံတွေ့နိုင်ပါတယ်ဒီတစ်ချက်တော့ရန်ကောင်းပါတယ်။အိမ်ချန်ပီယံနဲ့ပတ်သက်မယ်ဆိုရင်လည်းအရန်ကြိုးပေးနေတဲ့ကာလာထဲမှာရှိပါတယ်။ကြာတာရင်းသားမိနေတဲ့အိမ်ဝယ်မှာလားအိမ်ရောင်းမှာလားအကျိုးပေးပါတယ်။အိမ်ချန်ပီယံနဲ့ပတ်သက်မယ်ဆိုရင်ဘယ်ကိစ္စမှမဆိုကြိုးပေးတဲ့ကာလာဖြစ်တော့ကြောင်းတခုတတိထားရမှာကအချိန်နဲ့ပတ်သက်တာ အခြေအနေပတ်သက်ပြီးတော့ကိုကစမ်းရမ်းပွေနေတဲ့ကာလတွေမှာရှိတဲ့အတွက်ကြောင့်မို့အခြေအနေပတ်သက်ပြီးတော့အခက်အခဲတွေဖြစ်နိုင်ပါတယ်စမ်းပွေတယ်ဆိုတာကကိုယ့်ရဲ့ချစ်သူပေါ်မှာကိုကဂတိမတိတာတွေတစ္ဆာဖောက်ချင်တာတွေတစ်ဘက်ဘက်ပေါ်လာနိုင်တယ်ကိုကစမ်းရမ်းပွေနေတာကိုယ့်ချစ်ချင်တဲ့သူများတယ်အဲကိုယ့်ရဲ့ချစ်သူကဥပိ္ပခာပြုတ်ချင်တယ်အဲ့လိုဥပိ္ပခာပြုတ်လိုက်မယ်တစ္ဆာမဲ့သွားမယ်ဆိုရင် ဂျာရာရေးသားမြေအခြေခံတွေရုပ်ရည်ညံ့တာမျိုးကိုနောင်ချင်းကန်လာတဲ့လူတရလည်းအတူရောင်းအလင်းညာတွေကြောင့်နော်ကိုမှာတော့ကများပြီးတော့နော်ကိုကနောင်နှရတာမျိုးတွေကျုံတွေ့နိုင်ပါလေဒါကြောင့်အခြေအနေပတ်သက်မယ်ဆိုကျွန်တော်အကြံပြုရမယ်ဆိုရင်တော့သစ္စာမဖောင့်တည်ပါဘူးဂတိတည်ပါကိုယ့်ရဲ့ချစ်သူပေါ်မှာကိုကတစ္ဆာရှိနေချစ်ပါလို့ပဲကျွန်တော်အကြံပြုချင်ပါတယ်။မဟုတ်ဘူးဆိုရင်မိတ်ဆွေရဲ့ခြေကံတွေကညံ့တော်မှာဖြစ်ပါတယ်။ဒီသနာပိုင်းမှာရန်အားကောင်းနေတာကဂျာရာရေးသားမိနေနဲ့ဆန်းရန်ပွင့်နေတာ ဘာပဲလို့လို့ကိုယ်လူချင်းလူခင်များနေတဲ့ကာလထဲမှာရှိပါတယ်။ဒါကြောင့်မို့ကြာတာလေးသားမိနေတဲ့ဒီဆန်းလာပိုင်မှာဆန်းပွေနဲ့ကာလမှာရှိတော့ကြောင်းအလောက်ကိုင်းတွေနဲ့ပတ်သက်တာရင်ဆန်းပွေတာမျိုးနော်မာချီနဲ့ပတ်သက်ရင်အရန်ဆန်းပွေနေတာမျိုးနောက်တိတော့ခိုင်တဲ့နေတွေကြုံတွေ့နိုင်မှာဒါကြောင့်ခဏဝါကျွန်တော်သတိပေးတဲ့အတိုင်းပဲဆန်းပွေတဲ့ကြောင့်မို့သတိထားပါ လူလိမ်ညာလူကောင်းတွေကိုနောက်ချင်းခတ်လာပြီးတော့ကိုအမားတွေဖြစ်လာဒီလက်ချက်တော့အရင်တည်းထားပါခင်ဗျာအိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့အခုဒီထားရမှာကကိုယ့်ရဲ့အိမ်တော်ဘက်နဲ့ကိုယ်နဲ့နားလည်မှုလွယ်တာတွေတစ်ချက်ချင်းဖြစ်တာတွေနော်ကိုကအကောင်းပြောရင်သူကအကောင်းမမြင်သူကအကောင်းပြောရင်ကိုကအကောင်းမမြင်တယောက်နဲ့ယောက်ညှိနှိုင်းလို့မရဘူးမျက်နှာချင်းဆိုင်လိုက်နဲ့တစ်ချက်ချက်ဖြစ်တာတွေကြုံတွေ့နိုင်ပါတယ်ဒါကြောင့်ကြာလာပြီးသားပြီးနေနဲ့ကိုယ့်ရဲ့အိမ်တော်ဘက်ပေါ်မှာအတတ်နိုင်ဆုံးနားလည်နိုင်အောင်ကြိုးစားပါအတတ်နိုင်ဆုံးခွင့်လွှတ်ပါ ကားများများမပြောပါနဲ့ကျွန်တော်ပြောတဲ့အချက်တွေ view ဆိုင်နိုင်မယ်ဆိုရင်အိမ်တော်ရေးကံတွေတချို့ကောင်းတော့မှဖြစ်ပါတယ်မဟုတ်ဘူးဆိုရင်အိမ်တော်ရေးကံကတော့ညံ့နေမှာဖြစ်ပါတယ်နော်အိမ်တော်ရေးကံညံ့နေလို့အခြေကံညံ့နေလို့အဆင်မပြေဘူးဆိုရင်ဘယ်လိုရဲနောက်မှာကျွန်တော်ရည်ရည်လေးပြေးမယ်ဒီရည်ရည်အောင်လုပ်လိုက်ချင်ရမယ်ကံကောင်းမှုတွေတရားပေါက်ရရှိမှာဖြစ်ပါတယ်ဒီဆက်လက်ပိုင်းမှာကြာလာပြီးတားရည်နေတဲ့ကျမရည်နဲ့ပတ်သက်မယ်ဆိုရင်ရန်အားကောင်းနေတဲ့လောက်တလောက်မှာရှိပါတယ်ကျမရည်နဲ့ပတ်သက်ပြီးတော့နော်ယာရီဥရအကူပြောင်းချောက်ပဲကျမရည်တွေကညံ့တတ်ပါတယ် ခရီးတူတူကြီးမမတော့ဖြစ်ပုံမရှိဘူးမိတ်ဆွေကကျမကြီးညံ့နေတယ်ကျမကြီးမကောင်းတဲ့လူတယောက်ဆိုရင်ဒီဆန္ဒလပိုင်းမှာယောဂဝေဒနာတတပြောက်ကင်းတာမျိုးတွေဂျုံတွေနိုင်ပါတယ်အနာနဲ့ဆေးနဲ့တဲ့ဝါတာမျိုးဆရာကောင်းတမကောင်းတွေကြောင့်ကိုယ့်ရဲ့ယောဂနဲ့ပြောက်ကင်းတာမျိုးတွေဂျုံတွေ့နိုင်ပါတယ်ဒီတစ်ချက်တော့အရင်ကောင်းပါတယ်အထူးရီထားရမှာကဘာသာတရားနဲ့ပတ်သက်တာဘာသာတရားနဲ့ပတ်သက်ပြီးတော့ကအားနေတော့တတ်တယ်ကြောင်းနေနဲ့အကြံပြုရမယ်ဆိုရင်ဒီလထဲမှာအထိတ်တန်လေးတစ်ခုဖြစ်အောင်လေးဝင်ပါ အတိတ်တန်ဝင်ချင်ရတဲ့ကိုဖြစ်ချင်တဲ့ဆန္ဒတွေကိုဖြစ်တာမျိုးတွေကြုံတွေ့နိုင်ပါတယ်။ဒါကြောင့်မို့အတိတ်တန်တွေဝင်ဖြစ်အောင်ဝင်ပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာ။တာမီးကန်နဲ့ပတ်သက်မယ်ဆိုရင်တားကျိုးကတော့တချို့ခံစားခွင့်ရှိတယ်။တမီးမိန်းကလေးတွေမွေးထားမယ်ဆိုရင်ကြာတာတွေတာမီးဖိဖိမိမိနဲ့အထူးပြုဆိုင်ပါခင်ဗျာ။တမီးမိန်းကလေးအကြောင်းကိုမှတော့ကများတာတွေပူပန်မှုတွေစိတ်ညစ်ချောင်တွေကြုံတွေ့နိုင်ပါတယ်။ဒါကြောင့်မို့ကိုမွေးထားတဲ့တာသမီးတွေကတမီးမိန်းကလေးတွေအရွယ်ရောက်နေပြီဆိုရင်ပြုဆိုင်ပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်။တားကျိုးကတော့ခေါင်ပါတယ်။နော်တားကျိုးနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့တာက ပြောဆိုရခက်နေတယ်ဆိုရင်အလရကိုပြောဆိုရဗလီဒါမျိုးတွေဂျုံတွေ့နိုင်ပါတယ်။ဒါကြောင့်ဒီစနားပိုင်းမှာပြောဆိုဆုံးမကြည့်ပါအရန်ဆိုးသွမ်းနေတယ်ဆိုရင်တေချာပေါ့ကိုယ့်ရဲ့စကားကိုနားခံမှာဖြစ်ပါတယ်။တခုကောင်းတာကကိုယ့်ရဲ့သားကကိုယ့်ကိုနော်ကန်ကောင်းချင်းတွေယူဆောင်လာမယ်ဆိုနှမိတ်ထဲမှာရှိပါတယ်။ဒီတစ်ချက်တော့အရန်ကောင်းပါတယ်ခင်ဗျာ။အလောက်ကိုင်းစီပွားရေးနဲ့ပတ်သက်မယ်ဆိုအထူးသတိထားရမှာကအလောက်ကိုင်းစီပွားရေးနဲ့ပတ်သက်ပြီးတော့အလောက်ပြောင်းတာတွေဆွေတာတွေအလောက်တွေတိုးချဲ့တာတွေလုံးဝမလုပ်သေးပါဘူးအကျိုးမပေးပါဘူး နောက်နှစ်2026ထဲဝင်လာမှပြောင်းရွှေ့မယ်ဆိုရင်အကျိုးထူးတွေရရှိမှာဖြစ်ပါတယ်။အလောက်ကန်စီးပွားရေးနဲ့ပတ်သက်ပြီးတော့ငငယ်လေးပဲနေသေးပါတယ်။မိတ်ဆွေကမဖြစ်မနေပြောင်းရွှေ့ရမယ်ဆိုရင်တော့တတိခါပြင်ပြောင်းရွှေ့ပါခင်ဗျာ။ဒီနှစ်ထဲမှာပြောင်းဆွေမယ်ဆိုတော့တေချာပေါအညက်လေးတွေရရှိမယ်။ဥပမာရောက်ရှိတဲ့နေရာကလည်းကိုမလုတ်ချင်တဲ့အလုပ်တွေရရှိတာမျိုး နော်ကိုနဲ့မသိတော့တာမျိုးပြီးတော့ကိုလှုပ်တဲ့လှုပ်ကလည်းအညံ့တွေပေါ့နော်ဟိုမကောင်းတဲ့နေရာတွေရရှိတာမျိုးတွေကြုံတွေ့နိုင်ပါလေဒါကြောင့်မို့နောက်နှစ်လောက်မှပြောင်းစွေပါလို့ပဲကျွန်တော်အကြံပြုချင်ပါတယ်နောက်နှစ်လောက်ပြောင်းစွေမယ်ဆိုရင်အလောက်ခံစီးပွားရေးစရာအဆင်ပြေသွားမှာဖြစ်ပါတယ်ကိုပိုင်လှုပ်တွေရလည်းနောက်နှစ်မှစတင်တင်ပါတယ်ခင်ဗျာအလောက်ကိုင်းစီးပွားရေးနဲ့ပတ်သက်ပြီးဘာကြောင့်ခုလိုပြောရတာလဲဆိုတော့ကြားတဲ့နမိတ်ကိုမြင်အောင်ကြည့်ပါလူတစ်ယောက်ကတော့ခလီလေးနဲ့ဟိုဘက်ကံကိုကူနေတယ်အနောက်မှာခလီနဲ့เนาะအမေအိုတစ်ယောက်ကတနာစရာပြီးတော့ဓားတွေကသူ့အစ်စင်မှာမိုးထားတယ် ီနမိတ်ကိုကြည့်ချင်အားဖြင့်မိတ်ဆွေကပြောင်းလာတဲ့ဆွေတော်တွေအကျိုးမပေးဘူးဆိုတော့သူကနမိတ်ပြနေပါတယ်။ပြီးအလုတ်တစားတင်တာတွေကိုပိုင်လို့လောက်တာတွေမလုံးဝလုံးလို့မရဘူး။ဒါကြောင့်ကျွန်တော်သတိပေးရခြင်းဖြစ်ပါတယ်။ဒါကြောင့်အလုတ်ကန်စီးပွားရေးနဲ့ပတ်သက်လို့ဆိုတော့နောက်နေ့မှပြောင်းလုပ်မယ်ဆိုရင်တော့တေချောင်းပေါက်အကျိုးထူးတွေရရှိမှာဖြစ်ပါတယ်။တခုထိထားရမှာကကံနဲ့ပတ်သက်တဲ့လောက်ကလုံးဝအကျိုးမပေးဘူး။ ကံနဲ့ပတ်သက်ပြီးတော့ကံစမ်းခြင်းလေဆိုရင်တော့ကံစမ်းနိုင်တဲ့နံပါတ်လေးတွေကျွန်တော်ပြောပြပေးမယ်။ကံစမ်းနိုင်တဲ့နံပါတ်က3ပါးလေးနံပါတ်တွေ8ပါးလေးနံပါတ်တွေကအကျိုးပေးနေပါတယ်နော်။ကိုကစမ်းတက်ခြင်းလေဆိုရင်စမ်းကြည့်ပေါ့။နော်3ထိပ်8ပိတ်အဲ့လိုလေးစမ်းတက်ကြည့်ပါ။အကောင်းဆုံးကတော့ကံနဲ့ပတ်သက်လို့တွေကတိတ်အကျိုးမပေးတဲ့အကြောင်းမို့နော်တိတ်မလို့စီခြင်းဘူး။ပြီးတော့မိတ်ဆွေတွေကံကောင်းနေတဲ့အကြောင်းက နော်အဖြူရောင်လေးတွေကကန်ကောင်းတယ်။တိမ်ပြာရောင်လေးတွေကကန်ကောင်းပါတယ်။ဒီလိုရောင်တွေညံရှိတော့အသုံးပြုပါ။မိတ်ဆွေကကန်နဲ့ပတ်သက်ပြီးတော့ငွေဝင်မှုမရှိဘူးဆိုပေမဲ့အလောက်ကန်စီးပွားရေးနဲ့ပတ်သက်ပြီးတော့ကိုစူးစားရင်စူးစားလောက်တော့ဝင်လာမယ့်ကန်လေးရှိနေပါတယ်။ဒီချက်တော့ကောင်းနေပါတယ်။အရန်ကောင်းတာတစ်ခုကဒီ၁၂လပိုင်းမှာကြာတာတွေးသားမိတွေကိုမမြင်နိုင်တော့လောကီပညာနဲ့ပြုစားနှောက်ဆက်တာအရန်ခက်ခဲနေတဲ့ကာလရေမှာရှိပါတယ်။အရန်ကောင်းပါတယ်။ ခေါကပြီးခဲ့လာတော့ကကျမ်းမာရေးညံ့နေတဲ့ကျမ်းမာရေးမကောင်းဘူးစီးရုံစီးရန်သွားလည်းမပြောင်းဘူးတွေးစစ်သက်မှန်ရိုက်လည်းအဖြစ်မပေါ်ဘူးစိတ်နဲ့လူနဲ့မကန်ဘူးစိတ်တွေကတိုးလွယ်တယ်သူများစိတ်နာနဲ့ပြောရင်လေခေါကအကောင်းမမြင်ဘူးကိုယ့်ရဲ့မိသားစုထဲမှာစီးပွားရေးလူမှုရေးကျမ်းမာရေးမိသားစုဘာတစ်ခုမှအဆင်မပြေဘူးဆိုရင်တော့တေချာအနောက်ဆက်ဖြစ်နေဖို့များတယ်အဲ့လိုတွေဖြစ်နေတယ်ဆိုရင်ကျွန်တော်စီကိုဆက်သွယ်လာခဲ့ပါအခမဲ့ကျွန်တော်စစ်ဆေးပေးမှာဖြစ်ပါတယ် ကျွန်တော်ပြောတဲ့အချက်နဲ့ညီမပဲဆက်သွယ်လာနော်ဒါလူတိုင်းဆက်သွယ်လာရင်တော့အဆင်မပြေဘူးဘေးရင်မေးမယ်ဆိုရင်ပူဇော်ကားရှိတယ်အဲ့လိုအနောက်ဆက်တွေကြတော့အခမဲ့လေးကျွန်တော်စစ်ပေးမှာဖြစ်ပါတယ်ဒါကြောင့်မို့မိတ်ဆွေတို့ကျွန်တော်ကုလူအနေနဲ့အနောက်ဆက်တွေဖြစ်နေဆိုအခမဲ့လေးစစ်ပေးပါမယ်ဘေးရင်ကတော့အခမဲ့မရပါဘူးခင်ဗျာကောင်းနေတာတစ်ခုကဒီ၁၂လပိုင်းမှာအလေပက်သွားတာတွေခီးထက်တာတွေအကျိုးပေးပါတယ်လမ်းခီးမှာအပိတ်ပင်အသားစီဟန့်သားတွေမရှိပါဘူးကို့ကိုကူညီမဲ့သူတွေဖိမမဲ့သူတွေပေါ်လာနိုင်ပါတယ်ဒါကြောင့်မို့ခီးထက်တာမျိုးတွေလုတ်ပေးရင်တော့အရန်အဆင်ပြေပါတယ်ခင်ဗျာ ကဲဒါဆိုရင်ကျွန်တော်ရေတရာလေးပေးမယ်ဒီရေတရာလွတ်လပ်ခြင်းအပြင်ဒီဆန္ဒလပိုင်းမှာကြာတာရဲသားတွေကံကောင်းမှုတွေရရှိပြီးတော့တော့ကောင်းတော့နမိတ် ကောင်းတော့တိတ်နေတယ်ဒါကျွန်တော်တွေ့မှာဖြစ်ပါတယ်ရေတရာကိုတော့ပြောင်းလုပ်ပေးပါခင်ဗျာခြေရမယ်ရေတရာကနှစ်မျိုးဖြစ်ပါတယ်ဒီရေတရာကိုခြေလိုက်ခြင်းအပြင်ကံကောင်းမှုတွေတေချာပေါ့ကိုယ်စီကိုရောက်ရှိလာမှာဖြစ်ပါတယ်ရေတရာကိုပြောင်းခြေပေးပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ခြေရမှာကဒီဆန္ဒလပိုင်းမှာကြာရဲသားတွေတန်ကားတော်တွေကိုဒီလထဲမှာပဲเนาะမြန်မြန်ကတ်လို့ရင်ကောင်းတယ်တန်ကားတော်တွေကိုဇီးရုံလေးစက္ကန့်လှူဒန်းပေးပါ ဘယ်နေ့ဘယ်ရက်မဟုတ်ဘူးမြန်လေကောင်းလေပဲဒီလတွေမှာဆန်းလပိုင်းတွေမှာဖျောင်းလေလှူဒန်းပေးပါဇီးရိုစက္ကန့်လှူဒန်းပေးပြီးတော့ရင်အဲ့ဒီလှူဒန်းတဲ့နေ့မှာပဲကိုယ့်ရဲ့အိမ်မှာရှိနေတဲ့ဖနက်ချွတ်တဲ့နေရာမှာနော်နှင်းစီပန်းတပွေကိုနော်မိတ်ဆွေရဲ့ဖနက်စီးပြီးတော့ချနေပေးပါစိတ်ကျန်တဲ့တိငါးစီမှာရှိနေတဲ့အညံ့တွေငါးစီမှာရှိမကောင်းတဲ့အရာတွေနှင်းစီပန်းစီကိုအကုန်ရောက်အကုန်ချနေပါ စိတ်ကျင်တွေချနေပြီးတော့လက်အိတ်ကိုစွပ်ပြီးတော့เนาะကိုယ့်ရဲ့လက်အသားနဲ့တောင်းမကိုင်းနဲ့လက်အိတ်တွေစွပ်ပြီးတော့ဂိုင်းပြီးတော့ချောင်းမှာတမျောပြစ်လိုက်ပါအဲ့လိုတမျောပြစ်ရဲ့နေရာမှာဆူတောင်းရမှာကငှားစီမှာရှိတဲ့အညံ့တွေငှားရှည်မှာရှိတဲ့မကောင်းတဲ့အရာတွေဟော်ဒီနှင်းစီပန်းနဲ့အတူချောင်းထဲမှာမျောပါသွားပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါခင်ဗျာအဲ့လိုဆုမွန်ကောင်းတောင်းလိုက်ခြင်းအပြင်မိတ်ဆွေမှာရှိတဲ့မကောင်းတဲ့အညံ့တွေမကောင်းတဲ့အရာတွေပေါက်ပြောက်သွားမှာဖြစ်ပါတယ်လက်အိတ်တော့စွပ်ဖို့တော့မမေ့နဲ့เนาะမဟုတ်ဘူးဆိုရင်အညံ့တွေကကိုယ့်ရဲ့ခန္ဓာကိုယ်ထဲကိုပြန်လည်ဝင်လာမှာဖြစ်ပါတယ် ဒီရေတရားနှစ်ခုလှုပ်ချင်အောင်ပြန်ကန်ကောက်မှုတွေတရားပေါင်းရရှိမှာဖြစ်ပါတယ်။ဖြစ်အောင်လေးလုပ်ပေးပါလို့ကျွန်တော်အကြံပေးချင်ပါတယ်။မြို့လေးဆုံးမသက်ခင်မှာကျွန်တော်အကူအညီတစ်ခုတောင်းချင်ပါတယ်။ကိုလိုမျိုးပဲအခက်အခဲတွေအကျက်တွေရင်ဆိုင်နေရတဲ့မြင်တွေ့ရအောင် share ဝင်မြချင်းလုပ်ဝင်ပေးပါခင်ဗျာ။မိတ်ဆွေတို့ share တဲ့ဆက်ကတစ်ဖက်ကအဆင်ပြေသွားမယ်ဆိုရင်မိတ်ဆွေကျွန်တော်ကထပ်တူကုလိုရမှာဖြစ်ပါတယ်။ကျွန်တော်ကလည်းမအားတဲ့ကြားမှာကုလိုကောင်းမှုတွေလိုချင်လို့မိတ်ဆွေတို့အကြံဉာဏ်လေးတွေပေးနေတာ။ ။ဒါကြောင့်မိတ်ဆွေတို့ကလည်းကျွန်တော်ထပ်တူကုလို့ရအောင် share ချင်းပြေကုလို့ယူလိုက်ပါလို့အကြံပြုချင်ပါတယ်။မိတ်ဆွေတို့က share တစ်ချက်ပဲနှစ်ရတယ်။ကျွန်တော်ကတော့ဗီဒီယိုတွေရိုက်ဖို့စီစဉ်ရတယ်၊တင်ပြရတယ်၊အချိန်ရန်ကုန်တယ်။ကြောင့်မိတ်ဆွေတို့က share လေးတစ်ချက်နှစ်ရုံများပြေကုလို့ရမယ်ခွင့်ပြုဖြစ်ပါတယ်။အဲ့လို share ချင်းအပြင်တစ်ဖက်ကအဆင်ပြေသွားမယ်ဆိုရင်မိတ်ဆွေကျွန်တော်ကထပ်တူကုလို့ကြားမယ်။ပြီးတော့အတိတ်ဘဝမှာလည်းပဋ္ဌာန်းဆက်ပြီးစုံတွေ့မှာဖြစ်ပါတယ်။ကျွန်တော်လည်းစုံချင်ပါတယ်။ဒါကြောင့် share ဖို့မေးပါနဲ့ခင်ဗျာ။ ကဲကျုံနေဆွေတွေနှစ်အစနှစ်ဆုံးကောင်းတော်နဲ့ကောင်းတော်တိန်ကောင်းတော်ငွေချင်တဲ့ပြေစုံပြီးပျော်စင်တော့မိသားစုပါပျော်စင်တော့ချီတူပေါ့တွေပိုင်ဆိုင်ပြီးတော့ငွေချီလက်လက်ပတ်တွေဆွေလန်းကြပါစေလို့ဆုမကောင်းတောင်းပေးပါရစေ။နောက်နေ့မှပြန်လည်ဆုံတွေ့ကြပါဆွေလန်းချမ်းမြေ့ကြပါစေခင်ဗျာ။